ဂိမ်းပလွေရှာကဘယ်လိုမျိုးအသေးစိတ်တွေလှုပ်ဆောင်လဲဆိုနံပါတ်1ကတော့ဂိမ်းကို marketing နဲ့ promotion တွေလုပ်ပေးတာပါဂိမ်း publisher အနေနဲ့ကိုယ့်ရဲ့ဂိမ်းကိုလူသိများပြီးတော့ player များများစိတ်ဝင်စားအောင်လုပ်ပေးရပါပြီ target audience ကိုရွေးချယ်ပြီးတော့ဒီ trailer တွေ gameplay demo footage တွေဒီလိုမျိုးဆွဲဆောင်မှုရှိတဲ့ content တွေကိုဖန်တီးပြီးတော့လူများများမြင်အောင်လုပ်ပေးရတာမျိုးကိုပြောတာပါဒါရမကဘူးသက်ဆိုင်ရာ social media platform တွေမှာလည်းဒီ marketing campaign တွေ run ပေးတာမျိုးတို့ဒီ game ကြိုက်နှစ်သက်တဲ့ community တကူကိုလည်း ဥဆောင်ပြီးတော့ဖွဲ့စည်းပေးတာမျိုးတွေလုပ်ပေးရပါတယ်။နံပါတ်2ကတော့ကိုယ့်ရဲ့ game ကို platform မျိုးမျိုးမှာ distribute လုပ်ပေးတာထန့်ချီပေးတာပေါ့နော်။ဥပမာဒီလိုမျိုး digital game store တွေဖြစ်တဲ့ Steam ပြီးလို့ရှိရင် Epic Game Store ဖုန်းထဲမှာဆိုလို့ရှိရင်လည်း Google Play Store နဲ့ App မှာဆိုလို့ရှိရင် App Store လိုမျိုးပြီးရင် console platform တွေဖြစ်တဲ့ PlayStation, Xbox, Nintendo ဒီမျိုး game store တွေမှာ player များများရအောင် game publisher တွေကတောင်းယူပြီးတော့ ထက်မြူပြတာမျိုးတွေလုပ်ပြတာပါအဲ့ဒါပြီးရင်ကိုယ့်ရဲ့ gain ကို platform တွေပေါ်တင်တဲ့ချိန်တွေကြားလို့ရှိရင်လည်း platform policy နဲ့ရှုပ်ထွေးနေပေါ့နော်အဲ့ဒါတွေကျွန်တော်ကိုယ်တိုင်အမဲကင်တွယ်ပြီးတော့တောင်းပြီးတော့မှာပဲဖြစ်ပါတယ်နံပါတ်3ကတော့ gain ကို play testing နဲ့လုပ်ပြတာပါဖြဲထဲမှာလည်း error တွေမပါနေအောင် play i search ထဲမှာအဆင်ပြေနေအောင်ပေါ့နော်ဒီ error တွေ bug တွေ glitch တွေကိုတိကျလေးစစ်ဆေးပေးရပါဖြဲထဲမှာလည်း user experience ကောင်းချိန်ညှိရာမျိုးတွေ gain ကို tuning လုပ်တာအရင်မခန့်နေအောင်မျိုးတွေပေါ့နော် player တွေနဲ့ပို့ပြီးအဆင်ပြေအောင်နောက်ပြီးရင်ဖြဲထဲမှာအဲ့ error တွေပါနေလို့ရှိရင်လည်းကိုယ်တိုင်ဝင်ပြီးတော့လည်းကြည့်ရှင်း တည့်ရပါတယ်အဲ့ဒီအတွက်ကြောင့်အခုခင်က error တက်နေတောင်မှ game publisher ကိုသွားအပ်ဖို့ပုံမလေးပါနဲ့သွားအပ်လို့ရပါတယ်သူတို့ဒီရှင်းတဲ့ဟာလေးတွေကူညီပေးပါတယ် game ပြီးနောက်ပိုင်းမှာ game publisher အနေနဲ့ဒီထုတ်လုပ်ထားတဲ့ game ပေါ်ကို player တွေကတောင်းဆိုမှုတွေသူတို့ရဲ့ lower chat တွေပြီးရင်သူတို့မှဖြစ်တဲ့ကိစ္စတွေကိုအချိန်မီတွင်ဖြေရှင်းထားရတာမျိုးတွေလုပ်ပေးရပါတယ် message တို့အနေနဲ့ဒီ digital developer တို့ anapana interactive တို့မှဟောဒီ checker face တို့လိုမျိုးဒီ game publisher တွေကသူတို့ကတစ်နိုင်တစ်ပိုင်းနဲ့ ကိုယ့်ကိုဂိမ်းဖန်နီးနေကြတဲ့ independent game developer လေးတွေကိုရှာပြီးတော့ဒီ financial support တွေပေးတယ်ပြီးလို့ရှိရင်တို့ဒီ game အစအနေအဆုံးထိထောက်ပံ့ပေးပြီးတော့ကဘာတော်နာမည်ကြီး game တွေဖြစ်အောင်ကိုကြီး publish လုပ်ပေးပါတယ်